ကဲအားလုံးပဲမင်္ဂလာပါလိုင်းလေးနည်းနည်းကောင်းလို့နော်လိုင်းလေးနည်းနည်းကောင်းလို့ပြောမယ်ပြောမယ်ပြောမယ်ခင်ဗျားတို့ဒီအခုလေငလင်လှုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုလှူတဲ့တန်းတဲ့လူတွေကိုအခုပြောချင်တာကခင်ဗျားတို့မန်လေးမြို့ပေါ်အဲကျုံးပေါဝင်ကျင်နဲ့အဲမန်လေးမြို့ပေါ်မှာရှိနေတဲ့အကိစ္စတွေပဲမလုပ်နဲ့ကျွန်တော်ဒီငလင်လှုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူနေတန်းနေတာတွေကတကယ်မြင်အောင်ကြည့်ကျွန်တော်မနေ့ကတင်ထားတဲ့ post တွေရှိတယ်ကျွန်တော်တို့ကနိုင်ငံရေးအရာဆက်သွားနေတဲ့ကိစ္စတွေရှိတယ်စစ်ကောင်စီကအခုလူတေခဲ့လို့ရှိရှိလူမတေခဲ့လို့ပဲရှိရှိတကယ်ပြိုကျပျက်စီးတဲ့အိမ်တွေကိုတအိမ်အောင်ဆယ်သိမ်းပေးမယ်လို့ပြောတယ်အဲ့ဒါဦးသန်းရွှေလက်ထက်ကလှုပ်ခဲ့ပြီးတဲ့စောက်ပြဒနာခင်ဗျားမဲပေးကန်ကြီးကြမှာ2030ရွေးကောက်ပွဲနီးတဲ့ခါကျတော့ချင်းငွေတွေဆိုတာရှိတယ်အဲ့ဒါကကြန့်ခိုင်ရေးဘက်ကနေပြီးတော့လိုက်ပြီးတော့အဲစုချင်းငွေလို့ခေါ်တယ် နော်အဲ့စုကြီးငွေတွေနဲ့ဆွဲပြီးတော့လက်မှတ်ထိုးခိုင်းတယ်အခုလည်းငလင်းဘေးတဲ့နဲ့ပြည်သူတွေကိုကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ယူရမယ်လို့ပြောတယ်အခုတကယ်မြန်မာနိုင်ငံမှာထိခိုက်ကြဆုံးသွားတဲ့သေသွားတဲ့အဲတကယ်ဖြစ်ပြက်နေတဲ့တကယ်သေသွားတာကမန္တလေးတမြို့တည်းနဲ့လူပေါင်း9000ကျော်တယ်စကိုင်းနဲ့မန္တလေးပေါင်းရင်1000လောက်ရှိတယ်ကျွန်တော်တို့စစ်တမ်းတွေအကုန်လုံးရှိတယ်မန္တလေးမြို့မှာဆက်မှုရှိတယ်အဲ့ဆက်မှုမှာအဲရှိတဲ့ဆက်ယုံလုံယုံတွေအကုန်လုံးပြိုပြက်စီးသွားတယ် အဲ့တော့အလုပ်သမားတွေအလုပ်မစင်းရဘူးလောက်ခလာစာတွေလည်းမရဘူးလကုံငန်းကြီးမှာဆက်ယုံပြိုကျသွားတဲ့အတွက်လောက်ခလာစာတွေတပြားမှမရဘူးအဲ့ဒါကိုလည်းနိုင်ငံတော်ကနော်လိုင်းရလည်းမကောင်းတဲ့အတွက်မို့လို့ကျွန်တော်တို့ရှီမှာကဖုံးရွေးတယ်တရုတ်ဖုံးမှအဆင်ပြေတာဒီမှာအဲရက်မီဖြစ်ရင်မဖြစ်လို့ရှိရှိချင်းဟာဝေးလောက်မှအဆင်ပြေတာနော်လိုင်းကမကောင်းဘူးလိုင်းမကောင်းတဲ့ကြားထဲလိုက်ကပြောချင်းတယ်ဟိုဘက်အောက်ကတော့အဆင်ပြေတယ်လိုက်လွှင့်ရတာဒါပေမဲ့အဲ့ဒီဖုံးကလောဆယ်အောက်တလားပိတ်ခံထားရတယ်တရောင်းစားမတွေရဲ့အကြောင်းတရောင်းစားတွေရဲ့အကြောင်းရေးပါများလို့ ဲ့တော့ဒီကလည်း లై မလွင်ခြင်းမနဲ့လွင်ရတယ်ဒီကောက်ထဲမှာလူကြီးလူကောင်းတွေအများကြီးပါဒါပေမဲ့မတက်နိုင်ဘူးပြောရမှာပဲခင်ဗျားတို့တွေเนาะအဲ့တော့ခင်ဗျားတို့ဒီငလင်ဘေးသင့်တဲ့ပြည်သူတွေကအခုစိန်ပန်းရက်ွက်ဆိုမီးပါလောင်သွားတာငလင်လုံးနေနေမီးလောင်သွားတော့ဘယ်မီးသက်ကားမှမလာဘူးအင်ဂျီ200ကျော်300လောက်မီးတဲ့ပတ်သွားတယ်ပတ်သွားတော့အခုတရုတ်ကနေပြီးတော့စိန်ပန်းရက်ွက်ဆိုတာကတမိုင်းရှိတယ်ရာဇဝင်ရှိတယ်ခင်ဗျားတို့ဘိုကုန်းရက်ွက်ဆိုတာတမိုင်းရှိတယ်ရာဇဝင်ရှိတယ်ကျွန်တော်တို့မန်လေးအဲ့တော့မန်လေးတစ်မြို့လုံးကျူးကျော်လို့ဖြတ်တဲ့အချိန်မှာတော့ တကယ်ဒီတော်လန်ရေး27ရာစုရဲ့ຫນွေဦးတော်လန်ရေးလို့ပြောတဲ့ခမားတို့ဒီတော်လန်ရေးကိုစပြီးတော့လူလူတပိတ်စလုပ်ခဲ့တာတကယ်ရဲရဲတောင်းတဲ့အောက်ခြေလူလန်းစားအခြေခံလူလန်းစားတွေပါဝင်ခဲ့တဲ့မန်လေးစိတ်ပန်းဖြစ်တယ်အဲ့တော့တချိန်ကျရင်ဘသူကပါလဲဆိုတာခမားတို့သိမယ်အဲ့တော့ကျွန်တော်တို့တကယ်နော်ကျွန်တော်တို့ကျွန်တော်တို့တကယ်လို့လှူချင်းတန်းချင်းတဲ့လူတွေရှိရင်တကယ်မြေပြင်မှာထိထိရောက်လှုပ်နေတဲ့အဖွဲ့အစည်းတွေရှိတယ်။အဲ့ဒီအဖွဲ့အစည်းတွေနဲ့ကျွန်တော်ဒိုင်ရိုက်ချိန်ပေးမယ်။ကျွန်တော်ကြည့်နေတာကြားပြီးပြောချင်တာ။နော်အလုံးမအားတာနဲ့ကျွန်တော်ဒီ line မကောင်းတာနဲ့ကြောင့်မို့လို့ကျွန်တော်တိတ်မပြောချင်ဘူး။ တိတ်အဆင်မပြေတော့ဘူးတချို့ကိစ္စတွေတိတ်အဆင်မပြေတော့ဘူးလူပွားတွေရမ်းဝနေကြတယ်စကားစကားလူပွားဝတယ်လို့လှူဒန်းတဲ့ပြည်သူလူထုအချို့ကလှူတယ်ဆိုပြီးတော့နော်အဲ့တော့အားလုံးကိုကျေးဇူးတင်တာတခုတော့ရှိတယ်နော်ကျွန်တော်နဲ့ဒိုင်ရိုက်ချိတ်ဆက်ခြင်းချိတ်ဆက်ပေးပါကျွန်တော်အောက်ကမြေပြင်မှာရှိတဲ့ရဲဘော်နဲ့ဒိုင်ရိုက်ချိတ်ဆက်ပေးမယ်ကိုပါကိုတိုင်ကိုကြသွက်လှူကြနော်အဲ့ဒီဆွမ်းနာပြောသလိုသူများတကာတွေဒုက္ခရောက်နေတဲ့အချိန်မှာဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပြီးတော့ကိုကိုစောက်ကြီးစောက်ကြဲတဲ့တကယ်ပဲပရာဟိတ နော်အဲ့တော့နိုင်ငံတကာကကူညီနေတဲ့အဖွဲ့အစည်းတွေပါအစိုးရရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အကြမ်းဖက်စစ်တပ်ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ပြဿနာရဲ့မြင်တွေ့နေရတဲ့ပြည်သူလူထုတွေရဲ့စိတ်ဓာတ်တွေကိုကြည့်ပြီးတော့တချို့ပရာဟိတလာပြီးတော့နိုင်ငံတကာကကူညီတဲ့လူတွေပါအကုန်လုံးပြန်နေပြီနော်အဲ့တော့ခင်ဗျားတို့တချို့ကိစ္စတွေမှာဟိုငလင်ကိစ္စငလင်ကိစ္စဆိုတဲ့ကိစ္စ နော်အဲ့ဒါအဆင်မပြေဘူးအခုတကယ်တမ်းလိုအပ်နေတာကရေတွေလိုအပ်တယ်ဆေးဝါးတွေလိုအပ်တယ်အခုဝင်းပြက်ဝင်းချောတွေစဖြစ်နေပြီနော်မြန်းလေးမှာရေတပ်မရှိတော့တဲ့အတွက်တောက်ရီသုံးရင်ရှားပါနေတဲ့အတွက်တွေ့ကြရရေကိုပြည်သူလူထုကတောက်နေရတယ်ကြိုချက်ဖို့လည်းအချိန်မရှိဘူးနော်အဲ့တော့တကယ်လို့ကျွန်တော်ကဖုန်းနံပါတ်ပေးမယ်ဆိုရင်တော့မှကျွန်တော်ယုံကြည်စိတ်ချရတဲ့လူတွေပဲပေးပါမှာဒါဆိုတော့ကျွန်တော်တကယ်မြေပြင်မှာအလုပ်လုပ်နေတာအခက်အခဲကြက်တဲ့ရှိတယ်စာကစားဘက်ကနောက်ရောက်ခံလိုက်တဲ့ပရဟိတသမားတွေကို ပစ္စလာစေလာမေလာမြန်လာတွေလှုပ်ပြီးတော့ဘယ်ကလက်လှူတာလဲဘယ်အဖွဲ့အစည်းကထောက်ပံ့တာလဲဘသူကြောက်လက်လှူတာလဲဘာအတွက်လက်လှူတာလဲဘယ်မျိုးကလဲဆိုတဲ့လာဝကစစ်တမ်းတွေကောက်နေတယ်။နော်အဲ့ဒါတွေလည်းမြေပြင်မှာအခက်အခဲတွေအများကြီးရှိတာကိုတချို့နော်မန်ဆယ်လီလိုလိုဆက်တဲ့ဒီလိုနဲ့လှူဒန်းဓာတ်ပုံရိုက်ပြီးပြန်လာတဲ့တွဲကြရလှူပြီးလှူဒန်းဓာတ်ပုံရိုက်ပြီးပြန်လာတဲ့ကိစ္စတွေကတော်တော်များတယ် အဲ့တော့သခိုင်းနဲ့မန္တလေးမှာအပျက်စီးရေများတယ်အလုတ်သမားတွေများတယ်အဲ့အလုတ်သမားတွေတော်တော်ဒုက္ခရောက်နေတယ်နော်ဆက်ယုံအလုတ်ယုံတွေကလာစားပေးကန်နီးလောင်မှ ပြိုကျပျက်စီးသွားတဲ့အတွက်ဘယ်လုပ်ငန်းရှာအဲ့တော့ BBN ကလည်းအဆင်မပြေဘူးဗျာဖုန်းကလည်းအဆင်မပြေတဲ့အတွက်လိုင်းလွင့်ရတာထင်ကုန်ထင်ကုန်ဖြစ်တယ်အားလုံးကျေးဇူးတင်တယ်ကျွန်တော်ပြောချင်တာလေးအများကြီးပါနော်ဒီဆွမ်းနာပြောတဲ့ခမားတို့ဒီဟိုဆန်နဲ့အိတ်လူတဲ့ကိစ္စလည်းပြောချင်တယ်နော်ဆန်နဲ့အိတ်လူတဲ့ကိစ္စလည်းပြောချင်တယ်အများကြီးပြောချင်တယ်အဲ့တော့ price အဲ့တော့အားလုံးကိုကျေးဇူးတင်တယ်တကယ်လို့ခင်ဗျားတို့လှူဒန်းတန်းကျင်တဲ့အဲဆွမ်းလာပြောသလိုပေါ့ဒီပြည်သူလူထုတကယ်ခက်ခဲဒုက္ခဒုက္ခရောက်နေတဲ့ပြဿနာမှာပါဝင်ကူညီမယ်ဆိုရင်တကယ်လှုပ်နေတဲ့နော်ခင်ဗျားတို့မျိုးပေါ်မှာနေလှူဒန်းမနေနဲ့တကယ်ရွာတွေမှာဒုက္ခရောက်ပြီးရွာလုံးကျုပ်ကုန်သွားတဲ့အိမ်တွေအများကြီးနော်အလုံသမားတွေဟိုစက်ရုံလုံရုံတွေပြိုကျပြီးတော့ထောင်ထဲချီရဲ့အလုံသမားတွေဒုက္ခရောက်နေတဲ့အများကြီးအဲ့တော့ဟိုအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လေ အဲကျွန်တော်တို့တွေဟိုတကယ်လုံနေရတာတွေကလေများနေတဲ့ခါကျတော့စဉ်းစားရတယ်များတယ်အဲလုတ်ပေးနေရတာတွေများတဲ့ခါကျတော့အဆင်မပြေဘူးเนาะအဲ့တော့မြင်နေတွေ့နေရတာတွေကမျက်လုံးထဲမှာကိုလိုကလန်နေဖြစ်နေတယ်เนาะတချို့ကိစ္စတွေလှူပေးတဲ့လူတွေအတွက်တော့เนาะလှူတာတန်းတဲ့အတွက်ကျေးဇူးတင်တယ် เนาะအခုဒီတငလင်ဘေးဖြစ်သွားတဲ့ပြဿနာတွေမှာတော်လိုင်းအင်အားစုတွေအတွက်လည်းအထောက်ပံ့နေနေသွားတာရှိတယ်ဒါပေမဲ့မတက်နိုင်ဘူးတီးခန့်ပြီးတော့တချို့အဖွဲ့အစည်းတွေနေနေရတယ်ဒီပုံမှာလည်းကျွန်တော်တို့နားလဲတယ်ကျွန်တော်တို့နားမလဲတာကတချို့ကိစ္စတွေမှာအဲပြည်သူလူထုကိုအထင်မှားမြင်မှားဒုက္ခရောက်နေတဲ့လူတွေကိုအထင်မှားမြင်မှားဖြစ်အောင်လို့ဝါဒဖြန့်နေတာရှိတယ်စိတ်မနော်တရုတ်ကလှူထားတဲ့ယာယီရက်ဖြစ်နေတဲ့တွေကိုအဲသွားမနေကြဘူးပေါ့တရုတ်ကစိတ်မကောင်းဘူးပေါ့အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝါဒဖြန့်နေ အဲတကယ်တည်းတည်းပြောရလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံရေးအရတော်လန်နေတာတော်လန်ရေးအရယုံကြည်နေတာเนาะနိုင်ငံရေးအရတော်လန်နေတာတော်လန်ရေးအရယုံကြည်နေတာဒီအတွက်ကျွန်တော်တို့ပြည်သူလူထုအခြေခံပြည်သူလူထုကတော်လန်ရေးပုံမှာเนาะတော်လန်ရေးအရသစ္စာမဖောက်တယ်လို့ကိုယ်ယုံကြည်ချက်ရယနေ့ချိန်ကြီးခိုင်မာနေတယ်ဆိုတာကိုကျွန်တော်ပြောကြားခြင်းတယ်အဲကျွန်တော်တို့ရှီမှာရှိနေတဲ့ကျွန်တော်တို့ရဲ့နောက်မှာရှိနေတဲ့ကျွန်တော်တို့ယုံကြည်နေတဲ့ပြည်သူလူထုကယနေ့ချိန်ကြီးအခက်အခဲဒုက္ခကြောက်တဲ့ဂျားတွေက နော်အခက်အခဲဒုက္ခရောက်တဲ့ကြားထဲကနေပြီးတော့မစုံမနစ်တုတ်ပြန်နေကြတယ်ဆိုတာသိအောင်လို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်တယ်နော်ဖုန်းကဖုန်းကစကားပြောတယ်ဒီဖုန်းကတိတ်အဆင်ပြေဘူးနော်ဖုန်းကောင်းလဲဒီမှာဟိုလိုင်းကအဆင်မပြေဘူးဘာလို့ဆိုတော့ဖုန်းစကားပြောတဲ့အတွက်ကျွန်တော်စကားတွေအများကြီးပြောခြင်းပါတယ်ဥပအကောက်ကတလားပိတ်ခံထားတာဖြစ်တဲ့အတွက်မလို့လိုင်းလွင့်နေကြအကောက်ကတလားပိတ်ခံထားတာဖြစ်တဲ့အတွက်မလို့ကျွန်တော်ကျေးဇူးပြုပြီးတော့နော်နားလည်ပေးပါ အဲ့တော့ပြည်သူလူထုဒီယနေ့ခါလာအချိန်ထိအခက်အခဲဒုက္ခရောက်တဲ့ကြားတဲ့ကနေပြီးတော့သူတို့ရဲ့တော်လှန်ရေးယုံကြည်ချက်သူတို့ရဲ့နိုင်ငံရေးခံယူချက်တွေမပြောင်းလဲပဲရှိနေတာကိုကျွန်တော်အဲ့တော့ကျွန်တော်တို့အားလုံးပဲเนาะဟိုဆွမ်းတော်ပြောဆိုကိုယုံကြည်ရာကိုလုပ်တယ်ဆိုပေမဲ့ကိုခံယူချက်တွေမပြောင်းလဲပဲနဲ့ရှိနေတဲ့ပြည်သူလူထုကိုလေးစားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မပြောချင်ပေမဲ့လည်းပြောလိုက်ရတော့အားလုံးအားနာတယ်เนาะ